လူပညာလန်းကိုရှောက်လိုက်ရတဲ့ဒီဆက်လျှောက်ဖြစ်တဲ့အကြောင်းရင်းအားလေးအမားရဲ့ပန်နေရဲ့အမားရဲ့ပြိသက်တည်းရဲ့ဒွန်အားပေးမှုကြောင့်လည်းပါပါတယ်။ငယ်စဉ်ရတဲ့အမအဒီထဲမှာဒီလုတ်ကိုလုံးမယ်ဆိုရင်မဟာဂီတကိုပမိုင်နန်နန်လေးကြည့်ရမယ်ဆိုတော့ 1456ကထွက်ပြေးခဲ့မိပါထွက်ပြေးခဲ့မိပါတယ်အဲ့လို့ဆိုမာဂီတာဆိုတော့အသက်ကလည်း15နှစ်လောက်ပဲရှိသေးတယ်ဆိုတော့ထွက်ပြေးတယ်တစ်တော့ပေါ်လာတော့တစ်တော့ဆော့ပြစ်တယ်ပေါ့ဦးရဲ့တစ်တော့ဆော့ပြစ်တဲ့အချိန်မှာတစ်တော့မှာ အမတချင်းလေးတွေနဲ့ဆော့ပြက်တယ်ဆော့ပြက်တဲ့အခါကျတော့အဲ့အမရဲ့ပြိသက်တွေကလာကြည့်တာပေါ့ဒီထဲမှာလာကြည့်ပြီးကွန်မန့်တွေရေးကြတာပေါ့ဒါတော်လဲပေါ့သူတို့မသိကြဘူးပေါ့မသိကြဘူးလိုက်ဖက်လိုက်တာပေါ့ကွန်မန့်တွေကြည့်လိုက်တဲ့အခါကျတော့လေအမပေါ်မှာတော်တော်လေးကိုလေးလေးစားစားချစ်ချစ်ခင်ခင်လေယနေ့အချိန်ထိအမကိုလွမ်းမော်တန်တနေကြတာပေါ့နော် တချင်းနာမည်ကအခြေရဲ့နိပညာဆိုတဲ့တချင်းလေးပါတေးကျောင်းနာဦးသိန်းဝင်းရေးဆက်တဲ့စီဇန်2တိန်းစော်12ခုကစီဇန်နဲ့အဲအကိုပညာဟန်နဲ့မြမအစိုးစာနေထွန်းနဲ့အခြေရဲ့နိပညာဆိုတဲ့စုံတွဲတေးလေးပါရှင်ပါရရှင်ယခုချိန်ထိ အခုဒီအနုပညာလန်းကိုရှောက်လိုက်ရတဲ့ဒီဆက်လျှောက်ဖြစ်တဲ့အကြောင်းရင်းအားလေအမားရဲ့ဖန်တွေရဲ့အမားရဲ့ပရိသတ်တွေရဲ့တွန်းအားပေးမှုကြောင့်လည်းပါပါတယ်ပထမတော့ဒီလိုပဲငငယ်ဒီငငယ်ပိုင်းကတော့ပုံမှန်အတိုင်းလေးပဲပုံမှန်ပဲလုပ်နေတာပေါ့နော်လုပ်နေတာနေပြီးတော့အဲဘလို့ဘလို့ဖြစ်တော့ဘောကြားထဲမှာဘလို့ဖြစ်ပဲနဲ့နားလိုက်ပြီးတော့ TikTok ပေါ်လာတော့ TikTok ဆော့ပစ်တယ်ပေါ့ဦးရဲ့ TikTok ဆော့ပစ်တဲ့အချိန်မှာ TikTok မှာအမသချင်းလေးတွေနဲ့ဆော့ပစ်တယ်ဆော့ပစ်တဲ့အခါကျတော့အဲ့အမရဲ့ပြိသက်တွေကလာကြည့်တာပေါ့ဒီထဲမှာလာကြည့်ပြီး comment တွေရေးကြတာပေါ့အဲသချင်းမအတန်လေးနဲ့အယုတ်လေးနဲ့လိုက်တယ်ဘာတော်လဲပေါ့သူတို့မသိကြဘူးပေါ့မသိကြဘူးလိုက်ဖက်လိုက်တာပေါ့ဆိုတာနဲ့အဲ့ဒါနဲ့စကားပြန်လဲ reply လေးပြန်ပါပြန်လဲသူတို့ကတွန်းအားပေးတာပေါ့ဆိုပါလားပြီးတော့သူတို့ရဲ့ comment တွေကြည့်လိုက်တဲ့ခါကျတော့လေအမားပေါ်မှာတော်တော်လေးကိုလေးလေးစားစားချစ်ချစ်ခင်ခင်လေယနေ့အချိန်ထိအမားကိုလွမ်းမော်တန်တနေကြရပါတော့เนาะတချင်းတွေကိုလည်းတပုတ်ထွက်လာလိုက်လို့ကိုကတေးဥဆောင်ပြီးတော့အဲ့လိုမျိုးလေးတပုတ်လောက်တင်လိုက်လို့ရှိလို့ရှိရင်လည်းကောင်းလိုက်တာဒီတချင်းလေးတွေအမအမပေါ်မှာအဲ့လိုလေးစားပြီးတော့ဒီလိုလေးတွေတွေ့ရတဲ့အခါကျတော့အော်ဒီဟာလေးတွေကိုအမရဲ့ဘာခေါ်လဲ မရဲ့ဒီအမှုပညာအမွေလေးကိုဆက်ပြီးတော့ခံရရင်ကောင်းမယ်။ဘာဖြစ်လို့ဆိုတော့အမှန်တော့မလုံတော့ဘူးလို့ပဲစိတ်ကူးတာပါ။ဘာလို့ဆိုတော့အမှုပညာလုံးလို့ရတာတာဝန်ကြီးပါတယ်။အမရဲ့အမွေကိုဆက်ခံရမယ်ဆိုရင်ပေါ့နော်။ပြောရရင်တော့တကယ်လည်းလုံးရမယ်ဆိုတာဝန်တအားကြီးတယ်။နောက်အမရဲ့အရှိန်ဝါကြီးကလည်းနည်းနည်းနဲ့ရှိန်ဝါမဟုတ်တဲ့အတွက်လုံးဝလိုက်လိုက်မိနိုင်ဖို့ဆိုတော့အဝေးကြီး။အဲ့လိုဆိုတဲ့အခါကျတော့ဒါမဲ့ပရိသတ်ကတွန်းအားပေးမှုကဘယ်လိုလဲဆိုတော့အမရဲ့ fan တွေရဲ့အမရဲ့အချစ်ပရိသတ်တွေရဲ့ ပြောကြတာဘယ်လိုလဲဆိုရင်လို့ဆိုကြည့်ပါလားဆိုတော့တပုံးတစ်ပုတ်လောက်တင်ကြည့်ပါတယ်တင်ကြည့်လိုက်တဲ့အချိန်မှာလဲအားပေးကြတယ်အားပေးရဆိုတော့တပုံးအခုအနေစုပေါ့ဦးရေအနေစုပေါ့ကိုကိုနဲ့ဒီလို friend ဖြစ်တဲ့အနေစုကအဲမဆိုးပါဘူးဟိုပါဖြစ်လို့ရှင်ဆက်ကြိုးစားပါဗောနော်အလိုလေးဆိုတော့အားရှိတာဗောအားရှိတော့အမကလည်းဆက်လုပ်ခိုင်းတယ်ဒီမိုင်းရေးချိဝိုင်းနေမိန်းမလေးအမမေ ပထမတော့အများကြီးတော့ဒီလောက်ကြီးလှုပ်ဖြစ်ဖို့စိတ်မရှိဘူးတပုတ်ဒီလိုတင်လိုက်တဲ့အချိန်မှာအကိုပညာဟန်ကဘာလေးပြောလဲဆိုတော့အမှုပညာရဲ့ခံယူချက်ကလေးကိုတဲ့တလုံးတလုံးစားနှလုံးစားအကိုသိမိမယ်အများကြီးတော့မပြောဘူးဘာလို့ငါညီမတိပြီးသားပါပေါ့နော်အဲဒီထဲမှာလည်းအမအကိုကြည့်ပြီးတော့ပဲငါတို့ရှိမှလည်းကြီးလာတဲ့လူဖြစ်တဲ့အတွက်ငါတခုလောက်တော့သင်ပေးမယ်အချားမဟုတ်နှလုံးသားထဲမှာရှိတဲ့ကိုယ့်နှလုံးသားထဲမှာရှိတဲ့ အရာတွေပေါ့ကိုဖြစ်ချင်တဲ့အရာကိုကိုကိုဖော်ပြချင်တဲ့အရာကိုလုံးသားထဲမှာရှိတဲ့ခံစားနေရတဲ့အရာကိုချပြလိုက်ချပြအဲ့ဒီအတိုင်းသာချပြရင်ထဲကပေါ့နော်ရင်ထဲကနေပြီးတော့ချပြလိုက်အဲ့ဒီပုံမှာပြိတ္တကခံစားပေးတယ်တစ်ထက်တည်းတကယ်လို့ခံစားပေးတယ်ပေါ့နော်သူပြိတ္တကနှလုံးသားထဲရောက်သွားတယ်ဆိုလို့ရှိရင်ပြိတ္တနဲ့သူတို့ရဲ့နှလုံးသားနဲ့ကိုကိုဖန်တီးလိုက်တဲ့အမှုပညာတစ်ထက်တည်းကြာသွားလို့ရှိရင်တော့ဒါကိုတော့ ပရိသတ်ကရေပန်းစားတဲ့တခြင်းတပုံဖြစ်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှင်လေကိုယ့်ရဲ့ချပြတဲ့အမှုပညာအယူသားတဲ့ဆိုလို့ရှင် ပရိသတ်လက်ခံပါတယ်အဲ့ဒါလေးကိုသင်ပေးတယ်အဲ့တလုံးမှာအများကြီးမဟုတ်ကျန်ခဲ့တဲ့နှစ်ကပေါ့သမီးစပြီးတော့ဒီပေါ့ဒီလမ်းကြောင်းမှာစချင်ပဲရှင်ဒီနေ့ကိုပြန်ပြောင်းလဲ တဲ့ကအမဒီထဲမှာဒီလုတ်ကိုလုံးမယ်ဆိုရင်မဟာဂီတကိုပမိုင်နန်နန်လေးကြည့်ရမယ်ဆိုတော့ငငယ်ကအသက်တလင်းကချောင်းတက်ကထွက်ပြေးခဲ့မိပါထွက်ပြေးခဲ့မိပါအဲ့လိုဆိုတော့မာဂီတာဆိုတော့အသက်ကလည်း15နှစ်လောက်ပဲရှိသေးတယ်ဆိုတော့ထွက်ပြေးတယ်အဲ့တော့အနုပညာဒီမာဂီတာရဲ့တန်ဖိုးဆိုတာလည်းနားမလည်သေးတဲ့အချိန်ပေါ့နော်အဲ့အချိန်မှာဆရာဆရာနဲ့ဆရာမဘယ်လိုဆုံးမလဲဆိုရင် သမီးတစ်ချိန်ကြရဲသမီးတို့ item မျိုးတွေကိုတီးလိုက်မယ်ဒီနုပညာအမရဲ့ဂီတအမွေကို ထိမ့်သိမ့်မယ်ဆိုရင်ဒါတွေရဲ့အခြေခံပဲအခြေခံစီးနေဝါနဲ့ထန်တရားတီးတာနဲ့စပြီးတော့တချင်းကြီးတချင်းကအခုဒါမင်္ဂလာတေးတဲ့ဟလာအခုလက်ရှိဆိုရင်ပွဲထုတ်ပေါ့နော်အခုဆိုဓမ္မပူဇာတေးတွေအထိပေါ့အခုလက်ရှိဆရာတော်တွေရဲ့ဒုနာပူဇော်ပွဲတွေအထိဟလာ ဒီလိုတေးတဲ့ရဒုတွေဒီပတ်ပိုင်းနိုင်နိုင်စုံနိုင်ဖို့ကဒါကအခြေခံပဲစီးပွားအခြေခံပိုင်းတိုင်းမှာမြန်မာဂီတအစပဲတမီးပြီးတော့တမီးတို့အခုသင်ပေးလိုက်တဲ့ပညာတမီးတို့ရဲ့ရှိမှတဲ့လမ်းဆုံးရမှာမဟုတ်ဘူးလက်ဆင့်ကမ်းပြီးတော့တမီးတို့ထိမ့်သိမ်းသွားပြီးတော့လက်ဆင့်ကမ်းဖြန့်ပြီးတော့ပေးသွားမယ်တာဝန်တမီးတို့မှာရှိတယ်ဆိုရင်စကားလေးလည်းခုချိန်ကြီးကြားရောက်နေသေးပါဒီနေရာကနေလေအမေဒေါက်တာနဲ့ဝင်းတမလွန်ရောက်ရှိသွားဖြစ်တဲ့အမေတနဲ့ဝင်းဟောဒီနေရာကနေပြီးတော့တမီးဦးချဂါရဝပြပါတယ် ဆရာလူလင်ငယ်သေးမောင်တန်းကြီးကိုလည်းဆရာကတော့တက်ရှိထင်ရှားရှိပါသေးတယ်အငဲလည်းမစုံပြစ်လို့ဒီနေရာနေပြီးဥချကတော့လိုက်ပါတယ်ဆရာကိုလည်းငဲဆရာတွေပါတမီးအားပေးပါတယ်အငဲတန်းအငဲကြည့်ရှုပေးနေပါတယ်အသေးလေးတွေပေးတယ်နော်အားပေးနေပါတယ်ဆိုတော့ပြိတ္တကြီးကိုဒီနေရာနေကျေးဇူးတင်ပါတယ်ချစ်ခင်သွားနေနော်အဲ့ဒီခွန်အားနဲ့ပဲဒီတွတ်တွတ်တော့မှကြည့်ရှုနေရပြိတ္တကခွန်အားနဲ့ပဲ စိုးစားနေတော့啊ပြိဿကြီးကိုအခုတချင်းလေးတွေချပြဖို့ခွန်အားတွေအများကြီးရှိလာတာပါအဲ့အတွက်ကြောင့်တတော်ပြိဿကြီးကို Facebook ကပြိဿတင်လဲအားလုံးပေါ့เนาะ friend တွေအားလုံးလဲကျေးဇူးတူးတင်ရှိပါတယ်